်ကျောင်းပေါ်မှာရှိတဲ့မော်တော်ပေါ်မှာပါဒီတန်လီမီကျောင်းမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့အစိုးရလက်ထက်ကလေးကရေကာတာတွေဆောက်လုပ်ဖို့အတွက်စီမံကိန်းတွေအကောင့်ထဲပေါ်လာရှိတာပေါ့နော်အခုဆိုရင်လာမယ့်တက်တန်းမှာဆိုရင်အစိုးရတက်ရလဲပြောင်းလဲလာဖို့ရှိနေပါတယ်ကျွန်တော်ဒီတန်လီမီကျောင်းကိုစောက်ကြည့်နေတဲ့ကရင်မီကျောင်းစောက်ကြည့်ရဲ့ဖွဲက ိုတာဝန်ခံပေးတဲ့ကိုစောတာပို့နေတယ်ကျွန်တော်တွေ့ဆုံနေတဲ့ကောင်ဖြစ်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ။ဟုတ်ကဲ့ကျွန်တော်အဓိကလေးနည်းလေးသိချင်တာပေါ့ဒါကိုတို့ဖွဲ့ရလဲတံလီမြေကြောင်စောက်တည်နေတဲ့အဖွဲ့တခုလို့လည်းသိရတယ်။ဒါကရင်မြေကြောင်စောက်တည်ရဲ့ဖွဲ့ပေါ့လေ။ဒါကရင်မြေကြောင်စောက်တည်ရဲ့ဖွဲ့ရဲ့တာဝန်ခံတရားနေနဲ့ကရင်မြေကြောင်စောက်တည်ရဲ့ဖွဲ့ရဲ့အကြောင်းလေးအရင်ဆုံးရှင်းပြပေးပါခင်ဗျ။ဟုတ်ကဲ့ပါ။အာကရင်မြေကြောင်စောက်တည်ရဲ့ဖွဲ့ဆိုတာဒီလွန်ခဲ့သောအော်ဆယ်နှစ်ကျော်ကလေးကပေါ့ဒီကရင်အဖွဲ့အစည်းတွေ6ဖွဲ့ကနေဘဝ အာပူပေါင်းဖွဲ့စည်းခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။လွန်ခဲ့သောစနစ်ဖွဲ့စည်းရတဲ့အကြောင်းရင်းအားလည်းဒီတန်လင်းမြစ်ပေါ်မှာဒီအကြီးသားဒေအားလေးဆီမံကိန်းလုပ်ငန်းကြီးတွေရှိတဲ့အခါမှာဒီဒေတာမှဘယ်လိုမျိုးထိခိုက်နိုင်တယ်ဒီအာဘယ်လိုမျိုးဟိုအကျိုးဆက်တွေဖြစ်လာနိုင်တယ်လူထုတွေပေါ်မှာဘယ်လိုမျိုးဟိုထိခိုက်နိုင်တယ်ဆိုတဲ့အကြောင်းကိုဟိုဟိုကာကွယ်ဆောင်ရှောက်နိုင်ဖို့ရန်အလို့ငါကျွန်တော်တို့လူထုတွေကိုဟာဆင်းပြီးတော့မှအာလူထုတွေရဲ့အားကိုပါဝင်အောင်ကျွန်တော်တို့စီယုံချင်းလှုပ်ဆောင်ချင်းမှာ အာအတူတကွာလောက်ဆောင်ဖွဲ့စည်းဖြစ်တဲ့ဖွဲ့စည်းလေးဖြစ်ပါတယ်ခင်ဗျာဒါဆိုဒါတန်လင်းမြေပေါ်မှာဒီကတားတွေစီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့လူစုတွေသိပြီးလို့တဲ့ဒါမြေချောင်းဆောင်ကြည့်ဖွဲ့တွေနဲ့ဖွဲ့စည်းခါတော့ဟုတ်ကဲ့ပါခင်ဗျာဒါဆိုကျွန်တော်ဒီလက်ရှိဒီတန်လင်းမြေပေါ်မှာပေါ့လေဒီကတားစီမံကိန်းတွေဘယ်လောက်လောက်ရှိတယ်ဘယ်လိုတွေလာဖို့ရှိတယ်ဆိုတာနည်းတော့ရှင်းတော့ပါဟုတ်ကဲ့အာခုနှစ်အချိန်ဒီပေါ်မှာမူတည်ပြီးတော့အမျိုးမျိုး क्वे ပြတာရှိပါတယ်ခင်ဗျာဒီ1996လောက်ကလေးကဒီတန်လင်းစီမံကိန်းတွေရထားတာရှိတယ်အချို့ဆိုလို့ရှိရင်ဒီကတား အာတန်တလျှောက်လုံးဆိုလို့ရှိရင်73လုံးဒီတရုတ်နိုင်ငံကနေပြီးတော့မှဒီမြန်မာနိုင်ငံအထိအာ73လုံးရထားရှိတယ်အချို့ကွဲလွဲတဲ့အစုက22လုံးထိရထားရှိတယ်သို့တော့ဒီတရားတရားဝင်နေနေပေါ့2013ခုနှစ်မှာဒီအစိုးရကနေပြီးတော့မှလက်စွပ်ဝင်ကြီးဌာနကနေဒီတရားဝင်ထုတ်ပြန်ကြေညာတာကတော့ဒီတန်လွင်မြစ်မြစ်မကြီးပေါ်မှာအာငားလုံးဖောက်ဖို့ရွေထားတယ်ပေါ့သူတပြည့်ရှမ်းပြည်နယ်မှာအာကွမ်းလုံးနောင်ဖနဲ့အခုမိုင်းတုံကြီးရလက်စွပ်ရှိမှန်ကိန်းဆိုတော့ဒီကတာ3လုံးရဲ့ ပြီးတော့ကရားပြည်နယ်ကရင်နီပြည်နယ်ထဲမှာဆိုလို့ရှိလို့ရှိရင်အဲဂျွာတစ်ဆိုတဲ့ရေကားလျှက်စစ်မှန်ကိန်းတစ်ခုရဲ့ပြီးကရင်ပြည်နယ်မှာဆိုဟတ်ကြီးဆိုတဲ့ရေကားလျှက်စစ်မှန်ကိန်းတစ်ခုစုစုပေါင်းမြန်မာပြည်မှာ၅ခုအဲလုပ်မယ်ဆိုပြီးတော့မှအာထုတ်ပြန်ထားရပါတယ်ခင်ဗျာဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ရောလက်ရှိအနေအထားမှာဒီကုမ္ပဏီတွေအမှအစိုးရအရင်းအမြစ်နဲ့တွေ့ရပါလိမ့်မယ်လှုပ်ဆောင်နေတာရှိတယ်အာအထူးသဖြင့်အဲ အဲလုဖောင်မှုရန်လုံကကျွန်တော်တို့တွေ့ရှိရတာကတော့ဒီကွမ်းလုံရေအားလဲစစ်စီမံကိန်းဆိုလို့ရှိလို့ရှိရင်အာကျွန်တော်တို့ကြားပြီးရသလားတော့ EIA တွေလောက်တယ်တော့ကြားတယ်သို့တော်ဒီရနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ကြေညာတယ်ရေအဲတခုမှအစိုးရအနေနဲ့အဲတရားဝင်လုဆောင်ထုတ်ပြန်ပြေးရတာမကြဘူးဗျသို့တော့ကျွန်တော်တို့အဲ့နေရာမှာဒီအာလမ်းဖောက်လုခြင်းအစီအစဉ်တွေရှိတယ်လမ်းဖောက်လုတဲ့ခါကျတော့အဲ့မှာဒီကျေးရွာ20လောက်ကနေပြီးတော့ဒေသခံပြည်သူလူပြည့်ရဲ့လယ်မြေတွေယာမြေတွေသူတို့ဆုံးရှုံးခဲ့တာရှိတယ်ဗျအာပြီးတော့မှ ဒီအာနောင်ဖားမှာဆိုလို့ရှိလို့ရှိရင်ဒီရီကာတာစောင့်နိုင်ဖို့ရဲ့အလွန်ကပေါ့နော်ဒီစစ်အင်အားတိုးချဲ့မှုတွေကြောင့်ပဋိပက္ခတိုက်ပွဲဖြစ်တဲ့အခါမှာဒီ2013ခုနှစ်မှာပဲအဲဒီလူကြီး2000လောက်အဲ့မှာရွှေ့ပြောင်းရတာဖြစ်တယ်လောလောလတ်လတ်ဆိုလို့ရှိရင်ဒီမိုင်းတုံရလဲဆစ်စီမံကိန်းသားမှာဆိုလို့ရှိရင်ဒီအပေါ်ပတ်မှာဆိုလို့ရှိရင်အခုရှမ်းပြည်နဲ့အဲပဋိပက္ခဖြစ်နေတယ်အဲတစ်ဖက်မှာလည်းငြိမ်းချမ်းပြောသလိုတစ်ဖက်မှာလည်းပြည်သူကဖြစ်တဲ့အခါမှာအခုဒီလိုရှိရင်လူထောင်ထဲချီပြီးမှရွှေ့ပြောင်းနေရတာလည်းရှိတယ်ဗျ ကျွန်တော်တို့ပြောရမယ်ဆိုရင်လည်းဒါအချိန်ကာလအဖြစ်လည်းတပြည့်တည်းလည်းကျွန်တော်ဒါတက်ကြွတွေကများလာတာပါလို့ဒါဟုတ်ခုခုဆိုရင်ဒါလူမှုရေးတွေလည်းများလာတယ်ပုံပြမှုတွေလည်းတက်လာတယ်ဒါအဓိကလိုအပ်ချက်ကတော့ဒီစွမ်းရည်တွေလည်းလိုအပ်ချက်လည်းဒီကပြောပြရဖြစ်လာတာပေါ့ဒါလက်ရှိကမ္ဘာမှာဒီကြောင့်မျိုးတွေတွေလို့ဒီကာတာစီမံကိန်းတွေလည်းဆက်ထုတ်နေတယ်စီမံကိန်းတွေလုံနေကြတဲ့အပေါ်မှာပေါ့ရောအဓိကအဲ့ဒီပေါ်မှာအကျိုးကျေးဇူးတွေနောက်ပြီးတော့ကျိုးတရားမှုတွေခံရမှာဘယ်လိုစုဖွဲ့တွေခံရဖို့ရှိလဲနည်းလားအဲ့ဒါလေးကိုတုံ့ပြန်ဟုတ်ကဲ့အဲတကယ်တကယ်တန်းဒီ ရေကာတာဆောင်းမယ်ဆိုရင်တော့အချိုးကျေးဇူးရှိမဲ့လူသားလူတန်းသားတစ်ခုရှိမယ်ဒီအချိုးကျေးဇူးမရမဲ့လူတန်းသားတစ်ခုရှိမယ်ပြီးတော့နောက်ထပ်လူတန်းသားတစ်ခုရှိတယ်သူကအချိုးကျေးဇူးလဲအကလုံးမရသလိုစိုးချိုးလဲအကလုံးမခံစားတဲ့လူတန်းသားရမယ်ရှိမယ်ပေါ့အဲပထမဆုံးလူတန်းသားတွေကဘယ်လိုမျိုးလူတန်းသားတွေလဲဆိုတော့သူကတော့ဘာမှအရင်ဆိုင်ရမလို့ဘူးဥပမာကုမ္ပဏီတွေအဲအစိုးရတွေကြတော့ဒီရေကားလျှပ်စစ်ဆင်ရလို့ခြင်အပြည့်ဂျင်းနီမြုံနှံမှုတွေပတ်စံတွေရမယ်အဲအချိုးမြတ်တွေကိုအကလုံးသူတို့ကရရှိမဲ့လူတွေဖြစ်တယ် ဒါပြီးတော့ဆိုဂျိုးတွေထိခိုက်မှုကသူတို့ကဒီဒီကတာနားမနေတဲ့ဒါနေတဲ့လူတွေမဟုတ်တဲ့အတွက်သူတို့ဆိုဂျိုးဘာမှမရှိဘူးပေါ့ဟောတခုကတော့နောက်လူသားတစ်ခုကတော့လူတန်းသားတစ်ခုကသူတို့ကဘာကောင်းချိုးမှမရှိဘူးသူကဆိုဂျိုးပဲရမယ်ဘာကြောင့်လဲဆိုဂျီကတာစောက်ချင်အောင်ပြသူတို့တွေရွှေ့ပြောင်းရမှာရှိတယ်တခြားအာထိခိုက်နစ်နာမှုတွေအများကြီးရှိတယ်အဲ့လိုမျိုးအရာတွေကိုသူတို့ကခံစားရပြီးတော့တကယ်လျက်စစ်မီတွေရရှိမဲ့အရာကြတော့သူတို့ကမရနိုင်ဘူး။ဘာကြောင့်လဲဆိုတော့ရက်စစ်မီအကလုံးရဲ့90ရာခိုင်နှုန်းကပြပ ထိုင်းနဲ့တရုတ်ကိုတင်ပို့ရောင်းချမှဖြစ်တဲ့သူတို့တွေကအာစိုးကျိုးပဲရမယ်လူစံလာဖြစ်တယ်ပြီးတော့နောက်တစ်ခုကတော့ဒီတတရလူဒန်းစားကတော့သူတို့ကဝေးမှနေတဲ့လူတွေပေါ့အော်ပြည်မကြီးမြန်မာနိုင်ငံအထက်မှနေတဲ့လူတွေသူတို့ကြတော့အကေးလျက်စစ်ရခဲ့မယ်ဆိုလို့ရှိရင်နည်းနည်းပပတော့သူတို့ဆေးရခိုင်တို့ထဲမှဆိုနည်းနည်းပပရကောင်ရလိမ့်မယ်ဒီလိုပဲသူတို့စိုးကျိုးနေနဲ့လေသူကဓာတ်ရိုက်နေနဲ့စိုးကျိုးတွေခံစားရမယ့်လူတွေမဟုတ်ဘူးပေါ့ဒီလိုမျိုးလူဒန်းစားအနေနဲ့၃ခုတော့ရှိပါတယ်ဗျဒီလို ဒါခွဲချမ်းစိတ်ပြတည်တော့ဒါအလွန်အားတော့၃ခုလောက်ရှိတယ်အခုကတော့လုံးဝအကျိုးစီးပွားပဲရမယ် group group ရှိတယ်ဟုတ်ကဲ့ပါနောက်တစ် group ကကြတော့ဒီဆိုးကျိုးပဲခံရမယ် group group ရှိတယ်နောက်ပြီးတော့နောက်တစ် group ကတော့သူကတော့ wear တွေပဲကြီးနေတယ်ဟုတ်စုပါလေဒါပြောမယ်ဆိုရင်ဒါเนี่ยเอาสุอ่ะอาร์ติดะตะคู่ป่ะโอเคแล้วคุณรู้หรือทีโหว่าดิเมจองสอดฉิอพ่วยฤในเนี่ยดิเมจองบนมาดิยีกาตาฤสอดลงได้บนมาย่อบลูหน่อเล็กๆฤสิแหละ နောက်ပြီးတော့ကိုတို့ရဲ့စန္ဒာတွေအကောင့်ထဲပေါ်ဖို့အတွက်အဲ့ဒီ group သုံးခုကိုကိုတို့အနေနဲ့ဘယ်လို awareness ကိုလုပ်ဖို့လိုအပ်မလဲထင်တယ်။ Okay ကျွန်တော်တို့အတွေ့အကြုံရတော့ကျွန်တော်တို့အချိန်ချင်းခါခါပေါ့နော်ဒီပထမလူတန်းစား group ကိုကျွန်တော်တို့အချိန်ချင်းခါခါအာစာရီပို့ခဲ့ဘူးတယ်အဲအဖွင့်အိဖွင့်ပေးစာတွေလည်းကျွန်တော်ပေးခဲ့ဘူးတယ်ပြီးတော့ကျွန်တော်တို့ကကန့်ကွက်ပါကြောင်းဆိုရဲလက်မှတ်တွေတည်းပြည်သူလူထုရဲ့လက်မှတ်တွေကောက်ယူပြီးတော့မှဒုတိယလူတန်းစား စီကလက်မှတ်တွေကောက်ယူပြီးတော့မှကျွန်တော်တို့ပို့ဆောင်ပြီးပို့ပြီးတာတွေရှိတယ်သို့တော့သူတို့ဘက်ကတစုံတရာဘာမှထုတ်ပြန်ပြောဆိုတာတွေမရှိဘူးပေါ့ဟောသို့တော့အခုဟိုကျွန်တော်တို့ဒီဒီဒုတိယလူဒန်းစားအနေနဲ့ကျွန်တော်တတိယလူဒန်းစားပေါ့နော်အဲ့ဒီသူတို့ကြတော့ဆိုးကျိုးလည်းမခံရဘူးကောင်းကျိုးလည်းမခံစားဘူးသို့တော့သူတို့အနေနဲ့စဉ်းစားဖို့ဟာတခုလိုအဲ့ဒါကဒီရဲ့ရလာမယ့်အကျိုးမြတ်တွေကတရားမျှတမှုရှိရလားအာသူတို့အတွက်အာအရာအဆိုးကျိုးအနေနဲ့ကတော့သူတို့ မဖြစ်ဘူးဆိုတော့ညာလေတခြားစုချုပ်ဖြစ်တဲ့ပုံမှာသူတို့တွေဘယ်လိုစာနာမှုရှိရလာဆိုတဲ့အရာပေါ့ကျွန်တော်တို့ရှုမြင်ပြီးတဲ့အခါမှာကျွန်တော်တို့အနေနဲ့ဒီအာလက်မှတ်ထိုးပြီးတော့မှเนาะကောက်ခံပြီးတော့မှကန့်ကွက်ကြောင့်လက်မှတ်ထိုးပဲအရာတွေမှာသူတို့ပိုချင်းကပ်ပြီးတော့လှုပ်ဆောင်မှုအစီအစဉ်တွေလက်ရှိတယ်အဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့အချိန်မှာလှုပ်ဆောင်လို့ရဆိုလို့ရှိရင်ဒီတတရလူဒန်းစားနေနဲ့ကျွန်တော်တို့ဒီမှာလက်မှတ်တွေတော့ပါဝင်ပူပေါင်းတာတော့မရှိဘူးသို့တော်ညာလဲအဲ့ဒီလူမှာရှိတဲ့လူမှုအဖွဲ့အစည်းတွေကနေပြီးတော့မှကျွန်တော်တို့လှုပ်ဆောင်တဲ့အပေါ်မှာထောက်ခံပါတယ်ဆိုရက် အဲ Android လောက်တာတွေတော့ကျွန်တော်တို့ဟိုနဲ့အတူ coupon လောက်ဆိုတာရှိတယ်ဗျ။ဟုတ်ကဲ့။အဲ့တော့ရွေးတစ်ခုတွန်းဖို့တက်ဆိုရင်ဘယ်လိုလုပ်ရလဲ။အရွေးတစ်ခုတွန်းဖို့ဆိုတာဒီတန်လွင်ဆိုတာအာသူတို့ဒီတန်လွင်ပေါ်မှာသူတို့နားလည်အောင်တော့ကျွန်တော်တို့ရှင်းပြဖို့လိုအပ်ပါလိမ့်မယ်ဗျ။ဘာကြောင့်လဲဆိုတော့ဒီတန်လွင်မြစ်ဆိုတာဒီအတိုင်းရင်းသားတွေရဲ့မြစ်တစ်စင်းဖြစ်တယ်။ပြီးတော့တန်လွင်မြစ်ကတရုတ်ပြည်ကနေဒီအခုကျွန်တော်တို့ဖြတ်တန်းဖီဖင်းလာပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုဖြတ်တယ်ထိုင်းနိုင်ငံကိုဖြတ်ပြီးတော့မှဒီ အာမြန်မာနိုင်ငံရဲ့ဒီမွန်ပြည်နယ်ထဲမှာစီးဝင်တာပေါ့ပြည်နယ်မှာအရာကြီးမဲ့ဆိုလို့ရှိရင်လည်းရှမ်းပြည်နယ်အဲကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုဖျက်ဆီးဆင်းခဲ့တဲ့အစိတ်ပိုင်းတွေရှိတယ်ဒီတခြားမှာဆိုလို့ရှိရင်ဒီပြည်နယ်တွေတခြားမှာကတိုင်းရင်းသားလူမျိုးငွေစုပေါင်းမြောက်များစွာနေထိုင်ကြတယ်ဒီမြောက်များစွာသောလူမျိုးစုတွေရဲ့ယဉ်ကျေးမှုတွေရိုးရာဒလိတွေကကျွန်တော်တို့ဟိုရှာဖွေလို့မရဘူးတိုင်းရင်းသားလူမျိုးစုရဲ့ဘာသာစကားဆိုတာကျွန်တော်ကပတ်အမွေနေ့တစ်ခုပဲပေါ့အကယ်၍သာ အာဒီရက်တံဖိုးတွေကိုကျွန်တော်တို့ကပြည်မကြီးမှာရှိတဲ့မြန်မာနိုင်ငံအထက်မှာရှိတဲ့တခြားတိုင်းရင်းသားတွေကဒီဒီရက်တံဖိုးတွေကိုနားလည်လာမယ်ဆိုရင်တို့အနေနဲ့ကျွန်တော်တို့နဲ့ပူးပေါင်းပါဝင်လာနိုင်မယ်လို့လည်းကျွန်တော်တို့ယူဆတယ်ဗျ။ဟုတ်ကဲ့။တန်နေဆိုတာရေးပေါ့လေ။ဟိုဒိဗယ်ဖွဲ့ဆိုနေဆိုတန်နေမြစ်ဆိုတာဘယ်လိုပြောဆိုခံနိုင်လို့ရလဲ။နောက်ပြီးတော့ဒီတန်နေမြစ်ပေါ်မိကိုနေတဲ့ဟိုပေါ်ဒေသခံတွေရဲ့လောက်ကန်ရောမရှိတယ်အဲ့ဒီကုနေရှင်းတာဟုတ်ကဲ့အဲတန်လင်ဟိုဟို9ဆိုမယ်ဆိုရင်ရှင်းတော့တန်လင်က အပြူစင်မြစ်တစ်ခုဖြစ်တယ်လို့ကျွန်တော်နိုင်ဆိုချင်ပါတယ်။ဘာကြောင့်လဲဆိုတော့မဲခေါင်မြစ်နဲ့တန်လွင်မြစ်ကိုရှင်ကြည့်မယ်ဆိုလို့ရှိရင်သူကမဲခေါင်ကအာဒီရှီတောင်အရှာမလို့အရှိဆုံးမြစ်ပေါ့။အာတန်လွင်ကဒုတိယအရှိဆုံးမြစ်မဲခေါင်မြစ်မှာဆိုလို့ရှိလို့ရှိရင်အဲရီကာတာမောင်မြောက်များစွာအာဆောက်ပြီးသွားပြီ။အဲဒီတန်လွင်ကတော့ဟုတ်မြစ်ဆက်ရဲအဆုံးထိပေါ်တော့လွတ်လွတ်လပ်လပ်စီးဆင်းနေတဲ့ဘာမှထိခိုက်မှုမရှိသေးတဲ့မြစ်ဖြစ်တဲ့အတွက်ကျွန်တော်အပြူစင်မြစ်လို့တင်စားချင်ပါတယ်။ပြီးတော့အခြားတစ်ဖက်မှာဒီငိမ့်ချမ်းရေးမြစ်လို့လည်းကျွန်တော်ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတန်လျင်မြစ်ဝန်တရှောင်းမှာနေထိုင်တဲ့တိုင်းရင်းသားနေရာတွေက ကျွန်တော်နှစ်ပေါင်း60ကျော်ကြာဒီဒေသတွေမှာပฏิပခတွေအဲနိုင်ငံရေးပฏิပခတွေအများကြီးဖြစ်ခဲ့တာဒီဒေသတွေမှာအများကြီးအာသစ်ဘေးဒုက္ခဒဏ်တွေအမျိုးသမီးအမျိုးသားကလေးတွေရအစဒီရဲ့ဒဏ်ကိုခါစီးပြောခံခံစားခဲ့ရတာဒီနေ့ကျွန်တော်မြန်မာနိုင်ငံရဲ့ပြည်ပြင်ကြောင်းလေးကာလလေးမှာဒီငိမ့်ချမ်းရေးအလင်းရောင်လေးတွေစကားဆက်ပြောလာတဲ့အချိန်တွေမှာဒီရေကာတာအကြီးမားဆုံးစီမံကိန်းတွေဝင်လာတဲ့ခါကျတော့သူတို့ရဲ့မျှော်လင့်ချက်ကလည်းစိုးရိမ်ပူပန်မှုအနေနဲ့အဲ ပြန်ဖြစ်စီပါတယ်ဗျဒီစီမံကိန်းကြီးတွေကပြီးတော့ဒီတန်လွင်မှာဆိုလို့ရှိရင်တိုင်းသားလူမျိုးစုတွေကဘယ်လိုနေထိုင်စားသောက်ကြလဲဆိုတော့ဒီတန်လွင်မြစ်ကြီးကသူဟိုစီးဆင်းရတဲ့ရှောင်းမှာဆိုလို့ရှိရင်ပေါ့နော်ဒီကျွန်တော်တို့ဒီမှာတွေးရှိရတဲ့အတိုင်းပဲဒီအာအနေပူချမှုတွေဆိုမြစ်အောက်ပိုင်းမှာဆိုအနေပူချမှုတွေအများကြီးရှိတယ်ဒီမိုးရွာသီဆိုဒီနေရာတွေကအကလုံးကရေရေလွန်းပြင်ဖြစ်တယ်ဒီနေရာသီတွေဆိုလို့ရှိရင်ဒီဒီရဲ့အနေပူချမှုကြောင့်ဖြစ်ပေါ်လာတဲ့ကျွန်းတွေပေါ်မှာအာမိခိုးပြီးတော့မှအာမြေဘဲနှမ်း အဲပြီးတော့ဒီမီနုကျုံစပားတွေစသဖြင့် site ပြကြတယ်ပေါ့ကျွန်တော်တို့သုတေသနအတွေ့ရှိချက်ဆိုဒီအာကောက်ပွဲပြီးနဲ့မျိုးစိတ်ပေါင်း60ကျော်ရှိတယ်လို့ကျွန်တော်တို့အထဲမှာ9မျိုးစိတ်ပေါင်းကျွန်တော်တို့63မျိုးလောက်ကျွန်တော်တို့သုတေသနရကျွန်တော်ရှာဖွေတွေ့ရှိရတယ်ပေါ့ဒီတော့ဒီအရာတွေကကျွန်တော်တို့အဖို့မဖြစ်နိုင်တဲ့တံပိုးတွေဖြစ်တယ်ပြီးတော့ဒီလူတွေကလည်းဒီအာရှာဖွေလုတ်ကန်စားတော့တဲ့အရာတွေကသူတို့ရဲ့ဘဟုတုတဒီဒေတာပေါ်မှာအခြေခံပြီးတော့ဖြစ်တည်တဲ့ဘဟုတုတမှာအခြေခံပြီး အာလှုပ်ဆောင်လို့ရရှိတဲ့အဲတက်မွေးပညာတွေဖြစ်တယ်။ဟုတ်ကဲ့။တန်လနေနဲ့ပတ်သက်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒါအခုဒါ Jacob ပေါ်လည်းပြီးသွားပြီ။ဒီတော့ပဲလေပြီးပါပြီဆိုတော့ဒီတန်လင်းနေပုံမှာပေါ့လေကျွန်တော်ဒီနိုင်ငံရေးသမားတွေအနေနဲ့ဒါကိုယ်စားလှယ်တွေအနေနဲ့လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ရောတို့ဒီအရေးကိုကောက်ပဲပြောဆိုတာတွေဒါမှဒါပုံပြလုပ်မယ်ဆိုတာနဲ့ပတ်သက်ပြောဆိုဆွေးနွေးတာညာရှိလာကျွန်တော်ပုပ်ပွင့်လင်းပြောရရင်တော့ကျွန်တော်အနေနဲ့ဒီလွတ်တော်ကိုယ်စားလှယ်နဲ့ဒီသူတို့မဲဆွယ်စည်းရုံးတဲ့ကိစ္စတွေမှာတန်လင်းရဲ့အရေးကိုဟိုထည့်သွင်း အကျေတဝင်းပေါ့နိထဲသွင်းဆွေးနွေးပြီးတော့မှမဲဆယ်စည်းအောင်တော့မကြားရဘူးပေါ့သို့တော်လဲကျွန်တော်တို့အချို့ပြည်ငယ်အဆင့်အဲလွတ်တော်ကိုယ်စားလှယ်အနေနဲ့ဆွေးနွေးကြတော့ကျွန်တော်ကြားရတယ်ဗျအထူးသဖြင့်ဒီမွန်ပြည်နယ်ဘက်မှာမွန်လွတ်တော်အမတ်တူဆိုလို့ရှိရင်အဲသူကဒီတန်လွင်အရေးကိုသူနည်းနည်းပြောပြပြီးတော့မှအာဒီတန်လွင်မော်ကြီးကတော့ဆောက်မယ်ဆိုရင်မြေအောက်ပိုင်းမှာဘယ်လိုထိခိုက်နိုင်လဲဆိုတဲ့အကြောင်းပြောပြပြီးဒေတာခန့်နေမဲဆယ်စီယုံနဲ့ခါမှာအာပြောပြတာကြီးကြားရတယ်ဗျ ုတ်ကဲ့အခုဆိုနေတာလည်းဆူရဖက်ရလည်းလာတော့မယ်ဒီလာတော့မယ်ဆူရတဲ့ပုံမှာရောတန်းနဲ့စီမံကိန်းတွေပုံမှာဘယ်လိုကန့်ကွက်ဖြည့်ရှင်းမလဲဆိုတာရောကိုယ်နေနဲ့ဘယ်လိုညွှန်ပြထားရှိတယ်အနာကိုယ်ရဲ့ဆန္ဒဘယ်လိုရှိလဲဆိုတာလည်းတော့ပြောပြပေးပါခင်ဗျာကျွန်တော်ထင်တာတော့ဒီအဆိုရအစ်စ်နေနဲ့တော့သူတို့ပြုစီရင်ပြောင်းလဲတဲ့အနေထားမှာအာအကောင်းဆုံးသူတို့လှုပ်ဆောင်မယ်လို့ဟိုကျွန်တော်တို့ကျွန်တော်အနေနဲ့မျှော်လင့်တယ်သို့တော်လည်းကျွန်တော်တို့မူဝါဒအရာကြီးတဲ့ခါကျတော့အော်သူတို့နေမှာတိကျ အာရှင်းလင်းပြတ်သားတဲ့တန်တွင်အရေးပေါ့နော်တိကျရှင်းလင်းပြတ်သားတဲ့အဲဘလူဖြေရှင်းမလဲဆိုတဲ့အစိတ်ပိုင်းတွေကိုကျွန်တော်တို့ဟိုတိတိချာချာမမြင်တွေ့ရသေးဘူးအထူးသဖြင့်ယင်းဒီမျိုးနံမှုကိစ္စတွေကိုဘလို့ဟိုဆောင်ရွက်မလဲဒီယင်းဒီမျိုးနံမှုပေါ်မှာအာအကျိုးမြတ်ခွဲမှုတွေကိုဘလို့လုပ်မလဲဒီပေါ်မှာတန်တွင်နဲ့ဆက်နွယ်တဲ့ယင်းဒီမျိုးနံမှုအကျိုးကိုခံစားမှုအပြင်ဖြစ်လာမယ့်ငြိမ်းချမ်းရေးကိစ္စတွေကိုဘလူးကိုင်းတွေဖြည့်ရှင်းမလဲဆိုတာသူတို့မှရှင်းလင်းတဲ့ agenda တွေနေနဲ့ကျွန်တော်တို့မတွေ့ရသေးဘူး။အာမတွေ့ရသေးတဲ့ခါကျတော့ အာကျွန်တော်တို့ကြားတဲ့အပြောအရတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်ဆိုတဲ့အရာတွေ့ရတယ်။သို့သောဒီရှင်းလင်းတဲ့ပြတ်သားတဲ့မူဝါဒ policy တွေမှာထွက်ပေါ်သေးရရတော့ဒီတန်လွင်အရေးကိုလွယ်လွယ်ကူကူဖြေရှင်းနိုင်မယ်လို့ကျွန်တော်တော့မယူဆဘူးပေါ့။ဟုတ်ကဲ့ဆိုရသေးပြီရောကိုလိုဆန္ဒဘယ်လိုဖြစ်သေးချင်လဲ။ကျွန်တော်အနေနဲ့ဆိုရသေးကတော့ဒီလိုမျိုးတန်လွင်နဲ့ပတ်သက်တဲ့အရေးတန်လွင်မှမဟုတ်တခြားမြစ်တွေဆိုလို့ရှိလျင်ဒီတိကျခိုင်မာတဲ့ဟိုပြည်သူလူထုတွေကိုအကျိုးပြုစေမဲ့ဥပဒေမျိုးတွေကို ထုတ်ပြန်ပြီးတော့မှဒီနိုင်ငံအရေးနိုင်ငံရဲ့တန်ရန်ဇာတအရင်မြစ်တွေကိုကာကွယ်တဲ့ဥပဒေမျိုးထုတ်ပြန်ပါပြီးတော့နောက်တစ်ခုကဒီအာရေရှည်ဖွင့်ပြတိုးတက်စေနိုင်မဲ့အခြားစီမံကိန်းလုပ်ငန်းတွေကိုဟိုရင်းနှီးမြှုပ်နှံဖို့ဟိုပဲလှုပ်ဆောင်ပါလို့ပဲကျွန်တော်ကအဲ့လိုအကြံပြုချင်တယ်ဗျဟုတ်ကဲ့အခုဆိုလည်းဒါတန်လမ်းမြစ်ကြောင့်လည်းပတ်သက်ပြီးတော့လည်းကျွန်တော်လေးပြည်ပြည်စုံနဲ့ပြောကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်လည်းကြီးပြီးတင်ပါတယ်ဗျ